အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျဆိုးပါ People Media ဖြစ်ပါလားခင်ဗျာဒီနေ့အော်တိုဘာလ10ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတော်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်တွင်တီဘောမျိုးရဲ့အခြေအနေတင်ပြပါမယ်အော်တီဘောမျိုးရဲ့အခြေအနေကလက်ရှိတီတက်မလို့စစ်ကြောင်းတွေကတီဘောမျိုးနဲ့ဆိုရင်ကျွန်တော်တို့၈မိုင်ခန့်အကွာကိုရောက်ရှိနေပြီဖြစ်ပါတယ်မကြတော့ဘူးဗျာကျွန်တော်တို့နောက်တစ်ပတ်လောက်ဆိုရင်တော့တီဘောမျိုးမှာတက်မလို့ကနိုင်ငံတော်တန်လေးစိုက်ပါလိမ့်မယ်ဒီကနေ့ကအော်တိုဘာလ10ရက်နေ့ဆိုရင်ကျွန်တော်တို့အော်တိုဘာလ18ရက်နေ့လောက်မှာ အော်တိုဘာ18လုံး18ရက်နေ့လောက်မှာတက်မတော်ကတီဘောမြို့မှာဒိုင်းနိုအလန်လေးစိုက်တော့မှာဖြစ်ပါတယ်အဲ့ဒီပတ်လဲပါပဲအဲ့ဒီတက်မကြော်ပါဘူးအဲ18တက်ကျွန်တော်တို့ရှေ့ရောက်ရင်လည်းတရက်နေ့ရက်ဥမာ18ဆိုရင်ကျွန်တော်19လောက်လည်းဖြစ်ရင်ဖြစ်မယ်ဖြစ်နိုင်ရည်အများဆုံးကဒီ18ရက်နေ့မှာဒိုင်းနိုအလန်လေးစိုက်ဖို့များတယ်ပေးချသွားပြီအဲ့ဒါကတေးချတယ်လက်ရှိတော့ကျွန်တော်တို့ဒီတက်မတော်စစ်ကြောင်းလေးရောက်ရှိနေရကတီဘောမြို့နဲ့ဆိုရင်ကျွန်တော်တို့ဒီ၈မိုင်ခန့်အကွာကိုရောက်ရှိနေဖြစ်ပါတယ်မကြတော့ဘူးဗျာတီဘောမြို့ကတီဘောမြို့ကမကြတော့ပါဘူး တော့တက်မတော်ကတော့အဲကြောင်မေးရနဲ့ကျွန်တော်ထိုးစစ်စင်တယ်လမ်းမိုက်မှာရှိတဲ့အကြမ်းဖက်အုပ်စုတွေရဲ့ဒီပင်မစကန်တွေကိုတောက်လျှောက်ကျွန်တော်တို့ထိုးစစ်စင်ပြီးတင်ပိုက်တယ်လက်ရှိတဲ့တောက်လျှောက်ထိုးစစ်စင်နေတယ်အကြမ်းဖက်အုပ်စုတွေကဒီတက်မတော်ရဲ့တိုက်ဆွမ်းအောင်ကိုမရှင်နိုင်ဘူးတင်းနယ်လေးကတက်မတော်ရဲ့တိုက်ဆွမ်းအောင်မှာလုံးဝရှင်နိုင်ခြင်းမရှိပါဘူးရှင်နိုင်ခြင်းမရှိလို့ကျွန်တော်တို့တောက်လျှောက်တောက်လျှောက်သူဆုတ်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 ပြေးနေတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆက်သွေးရတဲ့အရာဆိုရင်လက်ရှိဒီတက်မတော်စစ်ကြောင်းလေးရောက်ရှိနေတာကဗိုလ်ချုပ်ဖျားရှိတယ်ဗိုလ်ချုပ်ဖျားရဲ့ရှေ့မှာကျင့်တီရွာဆိုတာရှိတယ် လက်ရှိဒီတက်မလို့ဆက်ကြောင်းတွေကကျင်းသီးရွာတကြောကိုရောက်သွားပြီကျင်းသီးရွာကျော်သွားပြီဆိုတော့ကျွန်တော်တို့ဒါကားလန်ပြောင်စီလမ်းမတိုင်းသွားမယ်ဆိုရင်တော့ဒုတ်ထောက်ရီမြင့်နဲ့အပြိုင်သွားရတယ်ပြောင်စီလမ်းမကြီးကဒုတ်ထောက်ရီမြင့်နဲ့အပြိုင်အဲ့ဒီရှေ့ကိုရောက်မယ်ဆိုတော့ဘောကျိုရွာဘောကျိုရွာဆိုတော့ကကျွန်တော်တို့ဘောကျိုဖျားကြီးကိန်းကိုဆံပယ်တဲ့ရွာအမှဘောကျိုဖျားရှိတယ်အဲ့ဘောကျိုဖျားရှိတဲ့ရွာကကျွန်တော်တို့ဘောကျိုကြီးရွာဘောကျိုကြီးရွာကရွာကြီးပါရွာကြီးပါကျွန်တော်အထက်တန်းကြောင်းခွဲတော်ရှိတဲ့ရွာကြီးပါအဲဒီဘောကျိုးကျေးရွာရောက်ပြီးသွားပြီဆိုရင်ကျွန်တော်ရှေ့ကိုသွားမယ်ဆိုရင်တော့ဈားထဲမှာကျွန်တော်ရွာ နှိပ်ရွာလောက်ဖြတ်ရပါလိမ့်မယ်နှိပ်ရွာပတ်လေပေါ့ဗျာနှိပ်ရွာလောက်ဖြတ်ပြီးသွားရင်တော့ကျွန်တော်တို့တီဘောမျိုးရဲ့ကျိုးစုပိုင်းကိုရောက်တော့မှဖြစ်ပါတယ်အဲ့တော့တက်မလို့စစ်ကြောင်းတွေကတော့ကျွန်တော်တို့တီဘောမျိုးရဲ့ရှစ်မိုင်ခန့်အကွာကိုရောက်ရှိသွားပြီဖြစ်ပါတယ်ရောက်ရှိသွားပြီဖြစ်ပါတော့မကြတော့ဘူးဗျာကျွန်တော်တို့ဒီတီဘောနဲ့တီဘောမှာရှိတဲ့တက်မလို့သားတွေကတော့ဖုန်းအဆက်အသွယ်ရပါတယ်ကိုကျော်စိုးတဲ့ခင်ဗျားဗျာနောက်တစ်ပတ်လောက်ဆိုရင်ခင်ဗျားလာခဲ့လိုက်တော့ဗျာတဲ့နောက်တစ်ပတ်သူလာခဲ့လိုက်တော့အဲ့လိုကြီးကျွန်တော်အဆက်အသွယ်ရပါတယ်ထို့တူပါပဲကျွန်တော်တို့ဒီတက်မလို့ကတီဘောမျိုးကိုရရှိသွားပြီဆိုရင်လည်းတက်မလို့က ပန်းတွေပြိုးมาဖြစ်ပါတယ်ပန်းပြိုးတယ်ဆိုတော့ကကျွန်တော်တို့ចောင်းတွေပြန်ဖွင့်มาဖြစ်ပါတယ်တမလို့ကနောင်ချိုမျိုးကိုတိမ့်ပတ်ရရှိတဲ့အခါမှာဆိုရင်နောင်ချိုမျိုးနဲ့မှာစာတင်ចောင်းတွေပြန်ဖွင့်ခဲ့ပါတယ်ပထမကျွန်တော်တို့စေယုံတွေအသုံးပြုလို့မရဘူးစေယုံတွေအသုံးပြုလို့မရခင်အချိန်မှာကျွန်တော်တို့မျိုးပေါ်မှာရှိတဲ့ဒါအများပြည်သူတွေသက်ဆိုင်တဲ့အစာအုပ်တွေနိုင်ငံပိုင်အစာအုပ်တွေမှာနိုင်ငံတော်ကနေပြီးတော့ကျမကြီးဆော့ရှောက်မှုတွေပေးတယ်ပြန်ကျွန်တော်တို့ဒီစာသင်ကျောင်းလေးအများဆုံးဖွင့်နိုင်ဖို့တော့လောက်တယ်။နောင်ချိုမျိုးမှလည်းဖွင့်နိုင်ခဲ့တယ်။လာတူပါပဲကျွန်တော်နောင်ချိုမျိုးအသိပိုက်ပြီးတဲ့အခါမှာ ကြောင်မဲပေါ့ကြောင်မဲမှာဆိုလဲဒီတက်မတော်ကစာသင်ကျောင်းနေပြန်ပြီးဖွင့်နိုင်ဖို့အတွက်ဆောင်ရွက်ပါတယ်ကျွန်တော်တို့စာသင်ကျောင်းနေစာသင်ကျောင်း area မှာကျွန်တော်မျက်တွေအများကြီးပဲခင်ဗျားတို့ခင်ဗျားတို့အံ့ဩသွားပါလိမ့်မယ်ခင်ဗျားတို့ကိုယ်တိုင်မမြင်ရလို့ပါအံ့ဩသွားပါလိမ့်မယ်မျက်တွေဆိုခင်ဗျားအများကြီးပဲကျွန်တော်တို့တည့်ရမကောက်ကျွန်တော်တည်းမကအဲ့တော့ကျွန်တော်တက်မော်သားတွေက AD ကအလိုက်မိုင်းနေရှင်းတယ်မြက်နေရှင်းတယ်ပြီးရင်ကျွန်တော်ကြောင်းတန်ရှင်းနေလောက်တယ်ပြီးရင်ကျွန်တော်ရက်ကွက်အလိုက်ပေါ့ရက်ကွက်အလိုက်ကျွန်တော်တို့မိုင်းနေရှင်းတယ်တန်ရှင်းနေလောက်ပြီးတယ်ပြီးရင်ကျွန်တော်လမ်းမတွေမိုင်းရှင်းတယ်တန်ရှင်းနေလောက်ပြီးတယ် မိုင်းရှိရ area နဲ့ area မဟုတ်ဘူးတက်မော်သားရဲ့တကယ်ပင်မပါလေတကယ်ကိုပင်မပါလေကျွန်တော်တို့မိုင်းရှင်းရအသေးစိတ်ရှင်းရတာပါအသေးစိတ်ကိုရှင်းရတာပါအများပြည်သူကျွန်တော်တို့ဝင်ရောက်နေထိုင်ဖို့အတွက်ကတက်မော်ကသူ့ရဲ့ဒီရက်ကွာအလိုက်အိမ်လေးလိုက်ကိုမိုင်းနေရှင်းပေးတယ်မိုင်းရှင်းပြီးမှကျွန်တော်တို့ဝင်ရောက်နေထိုင်ခွင့်ပြုတာပေါ့အဓိကတော့ဒီပြည်သူတွေပေါ့ပြည်သူတွေအကြမ်းဖက်အုပ်စုတွေထောင်ထားတဲ့မိုင်းတွေမနှင်းမိဖို့အတွက်ဒါတက်မော်ကမိုင်းရှင်းပေးတာပါခင်ဗျမိုင်းနှင်းမိတာခင်ဗျစူးစူးနဲ့စူးချစ်တာမဟုတ်ဗျတန်စူးတာမဟုတ်ဘူး မိုင်းရှင်းတာမိုင်းမိုင်းထိသွားပြီဆိုခင်ဗျာခန္ဓာကိုယ်ပြန့်ပြန့်မပြန့်ရင်ခင်ဗျာဒီအသက်ဆုံးမဖို့ပဲရှိတာပေါ့တက်မလို့ကကျွန်တော်အသေးစိတ်ကိုလုပ်ပေးပါတယ်အဲ့တော့တက်မလို့ပြိုးခဲ့တဲ့ပန်းတွေကကျွန်တော်တို့ပန်းတိုင်းပွင့်ပါစေပေါ့ဗျာကျွန်တော်တို့နောက်ချိုးမှဆိုလည်းပဲလက်ရှိစာသင်ကျောင်းတွေဖွင့်နိုင်တယ်ကျောင်းသားလေးတွေပြုံနေကြတာအဲ့လိုပဲကျွန်တော်တို့ဒီကြောက်မဲမှာပေါ့ဒါကြောက်မဲမှာဆိုလည်းကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကဆိုရင်အဲကျောင်းသားလေးတွေပေါ့ကျောင်းသားလေးတွေကျွန်တော်တို့ဂီတာတီးပြီးတော့သူတချင်းတွေစုံနေကြတယ်တော်တော်လေးတော့ကျွန်တော်ဝမ်းသာဖို့ကောင်းတယ်ဗျနောက်တစ်ချက်ကဒီကြောက်မဲသူကြောက်မဲသားတွေရဲ့ဒီစီလုံးညင်ညူပါ အဲ့ဒါဘာလဲဆိုတော့ဒီကြောင်မဲမှာရခင်ကဒီကြောင်မဲကနေပြီးတော့ကျွန်တော်တို့ဒါပြည်ဦးလင်မန္တလေးအပြေးဆွဲတဲ့ကျွန်တော်တို့ဟိုဟာရှိတယ်ဒီရင်လိုင်းနေရှိတယ်ပြည်ဦးလင်မန္တလေးပြေးဆွဲတဲ့ရင်လိုင်းနေရှိတယ်အဲ့ဒါကိုကြောင်မဲမှာရှိတဲ့ဒီကြောင်မဲသူကြောင်မဲသားတွေရင်လိုင်းနေပေါ့သူတို့ပိုင်နေရင်လိုင်းနေစစ်ဆောင်တွေအခါမဲ့လာခဲ့အခါမဲ့ပို့ပေးတာဟာခင်ဗျတော်တော်ချစ်ဖို့ကောင်းတာပဲဗျာကြောင်မဲသူကြောင်မဲသားတွေကပတ်စံမယူဘူးတော့အခါမဲ့ပြေးဆွဲပေးတာအဲ့ဒီလူတွေလှုပ်ပေးနေတာသူတို့မြို့ကိုသူတို့ဘယ်လောက်ချစ်လဲပေါ့ဗျာနောက်တစ်ခုကကျွန်တော်တို့ကိုချင်းစာတရားပေါ့ တော်တော်လေးကိုကျွန်တော်တို့ကိုကျင်းစာတရားကြီးရဲမြို့လို့ပြောမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီတက်မတော်ရဲ့ပြိုးတဲ့ပန်းတွေကတော့ကျွန်တော်တို့အာနောင်ချိုမှာပွင့်ခဲ့ပြီနောင်ချိုမှာပွင့်ခဲ့ပြီပြီးရင်ကျွန်တော်တို့ကြောင်မဲမှာပွင့်ခဲ့ပြီထပ်ပြီးတော့ကျွန်တော်တို့ဒီဘောမှာဆက်ပြီးပွင့်မှာဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီနေ့အစပဲမှတ်ထားကြပါခုနှစ်ရက်အတွင်းမှာခုနှစ်ရက်အတွင်းမှာမဆုံးမလုံးပေါ့ဗျာခုနှစ်ရက်နောက်ထပ်နှစ်ရက်လောက်ထပ်ပေါင်းပေါ့ခုနှစ်ကနေ၉ရက်အတွင်းမှာတက်မတော်ကကျွန်တော်တို့ဒီဘောမြို့ကိုအပြေအဝအလုံးစုံပြန်ပြီးထိန်းချုပ်มาဖြစ်ပါတယ်လက်ရှိတော့ကျွန်တော်တို့ တီဘောမျိုးနဲ့ခုနှစ်မိုင်ခန့်အကွာကိုရောက်နေပြီဒါမှမဟုတ်စစ်ကြောင်းတွေကဒါတီဘောမျိုးကိုရောက်တဲ့အခါမှာဆိုရင်လည်းပဲဒါပန်းတွေထပ်ပြီးပြိုးပြီးမှဖြစ်ပါတယ်စာသင်ကျောင်းတွေပြန်ဖွင့်မယ်ပြီးရင်ကျွန်တော်တို့ဒီဆေးရုံစည်းကမ်းတွေပြန်ဖွင့်အောင်လုပ်မယ်လက်ရှိလည်းကျွန်တော်တို့ဒီကြောင်မဲမှာဆိုလည်းပဲဆေးရုံရအသုံးပြုလို့မရအောင်အသုံးပြုလို့မရတော့ကျွန်တော်မျိုးထဲမှာရှိတဲ့ဒီအများနဲ့သဆိုင်နဲ့အစာအုပ်တွေမှာကျမကြီးဆောက်ရှောက်မှုတွေပေးနေတယ်ပြီးရင်ကျွန်တော်တို့ဒါမှတ်ပုံတွေနဲ့အခမ်းအနဲလုပ်ပေးနေတယ် မပုံနေနေကျွန်တော်အခမ်းမဲ့လုပ်ပေးနေတယ်အဲ့တော့ကြောင်မဲ့သူကြောင်မဲ့သားကျွန်တော်ဖုန်းဆက်ပါတယ်ကျွန်တော်တို့မပုံနေမရှိဘူးသွားလို့လို့ရပြီလားကျွန်တော်တို့လည်းပြောပါရပါပြီအဲ့တော့ကျွန်တော်တို့ကတခါတည်းကြောင်မဲ့မှာရှိတဲ့ကြောင်မဲ့သူကြောင်မဲ့သားပြောချင်တာကခင်ဗျားတို့ရဲ့မပုံနေနေကိုခင်ဗျားတို့ရဲ့မပုံနေနေကိုကြောင်မဲ့မျိုးမှာအခမ်းမဲ့လုပ်ပေးနေပါတယ်အချို့ကကျွန်တော်တို့ဘယ်သွားမလဲတဲ့ကျွန်တော်တို့ဒီကြောင်မဲရောင်ဘယ်ဆက်သွားမလဲကျွန်တော်လည်းပြောလိုက်ပါလေလောလောလေးပဲညွှန်လိုက်ပါလေဘယ်မှမတော်နဲ့ကြောင်မဲမျိုးရောက်တာနဲ့အမှကြောင်မဲမိသက်ယုံရှိရမိသက်ယုံတော့သွားမိလိုက်ပြအဲ့ရအဲ့ရမိသက်ဝင်တိုင်းလမ်းညွှန်ပေးလိုက်မယ်လို့ကျွန်တော်ပြောလိုက်တယ် အဲ့လိုပြောလိုက်တယ်ပြီးခဲ့ရက်ကလည်းကျွန်တော်တို့ဒီကြောင်မဲမြို့ကိုရောက်တယ်အမှရမိသားဝန်ထမ်းတယောက်ကျွန်တော်တွေ့လိုက်တယ်ကိုကြီးတို့6လောက်ကဘာဖြစ်တာလဲသူ6လောက်မှာပတ်တီးစီးတာကိုကြီးတို့6လောက်ကဘာဖြစ်တာလဲမဟုတ်ဘူးတဲ့ကိုကျော်စိုးကြီးတဲ့ကျွန်တော်တဲ့ဟိုစာသင်ကျောင်းမှာကျွန်တော်မျက်မျက်ရှင်းမင်းနဲ့ဆက်ထိသွားတာပါတဲ့တတော်စိုးရင်ကမစိုးရပါဘူးရပါတယ်တဲ့သူတို့သူတို့သူတို့ရဲ့ဒဏ်ရာတွေပေါ့ဗျာသူတို့ဒဏ်ရာဘယ်လောက်နှက်လဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့သူတို့ဒီပြည်သူပေါ်မှာထားတဲ့စိတ်ပေါ့ဗျာရပါတယ်ဗျာတဲ့ကျွန်တော်လက်ရှိလည်းလုပ်ပေးနေပါတယ်ပေါ့ဒါတော့ ဒါတွေကျွန်တော်တွေ့ခဲ့ရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီသတင်းပြချုပ်ချင်တာကမကြာခင်ကာလမှာကျွန်တော်တို့တပ်မတော်ကတော့အဲဒီဘောမျိုးကိုပြန်ပြီးတော့ထိန်းချုပ်သွားမှာဖြစ်ပါတယ်ဒုတိယသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဗမောင်းမျိုးရဲ့အခြေအနေပေါ့အဲ့တော့ဗမောင်းမျိုးရဲ့အခြေအနေနဲ့ပတ်သက်ရင်လက်ရှိဒီတပ်မတော်စစ်ကြောင်းတွေကဗမောင်းမျိုးအနည်းကိုရောက်သွားပြီတတိယပြည်မျိုးအခြေကိုရောက်သွားပါပြီမျိုးအခြေကိုရောက်သွားပါပြီလက်ရှိဒီဗမောင်းမျိုးပြန်လည်ရရှိအတွက်တပ်မတော်ပူပေါင်း SN အဖွဲ့တွေကကျွန်တော်တို့နေပြည်တော်ရှင်းလင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်ဒီဗမောင်းမျိုးကိုလာရောက်တက်ခဲ့တာက KI နဲ့ KI လက်အောက်ခံဂဒူး PDF ဖွဲ့တွေကလာရောက်တိုက်ခိုက်တာဖြစ်ပါတယ်။ဒီအကြဘတ်အုပ်စုတွေကပြီးခဲ့တဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီစတင်ပါလာစတင်ပါလာ21ရက်နေ့မှာစားတိုက်တယ်28ရက်နေ့မှာမြို့ကိုထိချုပ်နိုင်ခဲ့တယ်။မြို့ကိုထိချုပ်ထိချုပ်နိုင်ပြီးတဲ့နောက်ပိုင်းမှာမြို့မှာရှိတဲ့မြို့ကန်တွေအားလုံးကဒီ SN နေနဲ့တက်မတော်ထိချုပ်တဲ့ area ဘက်ကိုသူတို့ဆုတ်သွားတယ်။ဆုတ်ပြီးတော့အဲ့မှာဒီတက်မတော်နဲ့ဒီ SN နေဖွဲ့တွေကဒါကျွန်တော်တို့စားရိတ်ကားတွေကြမှိုက်ဆော့ဆော့မှုပေးတိုင်းလုပ်ခဲ့ပါတယ်။လက်ရှိတော့ဒီတက်မတော်နဲ့ SN နေစစ်ကြောင်းတွေကမြို့ရဲ့မြို့ကြီးကိုရောက်သွားပါပြီ။ ဲ့မှာကျွန်တော်အကြံဘတ်အုပ်စုတွေထင်းချုပ်တဲ့ရွာကြီးတွေဖြစ်တဲ့အကြံဘတ်အုပ်စုတွေခြေကုပ်ယူတဲ့ကျွန်တော်ရွှေကြောင်းခိုပြင်းညောင်သားရခမိုးအလဲရွာကန်ရွာစတဲ့ရွာကြီးတွေအားလုံးကိုကျွန်တော်ထင်းချုပ်ပြီးဖြစ်ပါတယ်ဒီရွာတွေကဒီရွာတွေကကျွန်တော်တို့ဗမောင်းမြို့ရဲ့ကာထားတဲ့ရွာတွေပါအချမ်းပဲအုပ်စုတွေကဒီရွာတွေမှာသူတို့ခြေကုပ်ယူတယ်ခြေကုပ်ယူပြီးတော့ခန်းစစ်ပြင်ပါတယ်ခန်းစစ်ပြင်တဲ့အခါမှာဒီတပ်မတော်ရင်တပ်ပြောင်းတဲ့ကျွန်တော် SN အဖွဲ့တွေကကျွန်တော်တို့ဒါနေမြေစစ်ကြောင်းတွေတောက်လျှောက်ရှင်းနေပြီးကျွန်တော်တို့ drone drone ရဲ့ထိအောင်မှုကလည်းတကယ်ကိုအရေးပါတဲ့အခြေအနေမှာရှိတယ်။ပြီးရင်ကျွန်တော်တို့အပေါ်ကလေကြောင်းပစ်ကူတွေတောင်းလျှောက်ပစ်ကူတွေပေးပါတယ်။အဲ့တော့ပြည်ကူတွေပေးတဲ့ကမှာကျွန်တော်တို့ဟန်ချက်တွေညှိပါတယ်။ဟန်ချက်ညှိတဲ့အတွက်လက်ရှိဒီတမလို့စစ်ကြောင်းတွေကဗမောင်းမျိုးရဲ့မြို့ချေကိုရောက်ရှိသွားပြီးဖြစ်ပါတယ်။တကယ်ဗမောင်းမျိုးကကျွန်တော်တို့စီးရေးနိုင်ငံရဲ့အရေးပါတယ်။ပြီးရင်လည်းကျွန်တော်တို့ဒီဓာတ်တထုတော်တော်ထွက်ပါတယ်။တနည်းအားဖြင့်ဓာတ်တထုဆိုတဲ့နေရာမှာရွှေတော်တော်ထွက်ပါတယ်။အမှန်ရွှေကဘလောက်မှောက်ခင်ဗျာအဲ့မှာရှိတဲ့စံကြောင်းလေးတွေဘေးကနေရွှေကျင်းကိုရွှေထွက်ပါတယ်။အဲ့လောက်ထိအောင်ကျွန်တော်တို့ဒီရွှေနဲ့ပတ်သက်ရင်တော်တော်ကြီးကိုကျွန်တော်တို့ဒါရွှေထွက်တဲ့မြို့လို့ပြောရမှာဖြစ်ပါတယ်။ ခင်ဗျားအဲ့မှာစမ်းချောင်းမှာခင်ဗျားရွှေသွားကြည့်လို့ရွှေထွက်တယ်လို့ပြောပါတယ်အဲ့လိုဒီ KI ဖွဲ့တွေကဒီဗမောင်းမြို့ကိုထိန်းချုပ်နိုင်ပြီးသွားပြီးဆိုရင်တို့ကတို့ရဲ့ဒီလက်နက်သိမ်းဝေးလမ်းကြောင်းပြီးရင်ကျွန်တော်တို့ရဲ့ဒီဝင်ဝေးရရှိရာလမ်းကြောင်းတွေကိုတို့ဖွင့်နိုင်ဖို့အတွက်လုပ်တာဖြစ်ပါတယ်တစ်ဆက်တည်းပဲကျွန်တော်တို့ဒါဖားကတ်မှာလက်ရှိဖားကတ်မှာလည်းတိုက်ပွဲတွေကတို့ပြစ်ထန်နေပါတယ်တပ်မတော်ကတော့အကြမ်းဖက်အုပ်စုတွေထိန်းချုပ်တဲ့ဧရိယာကိုတောက်လျှောက်ကြောင်းနေမြေရှင်းလင်းမှုတွေလုပ်တယ်အပေါ်ကနေကျွန်တော်တို့လေချောင်းကတောက်လျှောက်လေချောင်းပစ်ကူတွေတောက်လျှောက်ပေးနေတယ်ဒီကနေ့က ဒီကနေ့ဖားကတ်မှာတော်တော်လေးတိုက်ပွဲတွေပြင်းထန်တယ်လို့ပြောမှာဖြစ်ပါတယ်အဲ့တော့ KI ကလည်းသူတို့လူသစ်တွေရတဲ့ဖားကတ်မှာအဲ့တော့ KI ကခင်ဗျာသူတို့လူသစ်ရရင်တည်းမှာဖားကတ်ဒေတာလူသစ်တော်တော်ရတယ်ဗျာဒီဖားကတ်ဒေတာမှာကကျွန်တော်ရေမစေးကြောက်ရှာတဲ့လူအများကြီးရှိတယ်ရေမစေးကြောက်ရှာတဲ့လူအများကြီးရှိတော့သူကဒီရေမစေးကြောက်ရှာတဲ့နေရာကိုသူဝိုင်းဝိုင်းပြီးတော့လူငယ်လူတွေအားလုံးကိုဆက်တဲထဲတာဆက်တဲထဲတာအဲ့တော့ကျွန်တော်တို့ဒါကျွန်တော်တို့ရှင်းပြရကျွန်တော်တို့လုံခြုံရေးရှုထောင့်ရအကြည့်ရမယ်ဆိုရင်လေဒီနေရာကြီးက KI တို့ကကျွန်တော်လူသစ်စုဆောင်ပေးတဲ့နေရာလို့ဖြစ်နေတယ်ဗျာလူသစ်စုဆောင်ပေးလို့ရနေရာဖြစ်နေတယ် ်ဖားခက်မှာကခင်ဗျအရွယ်ကောင်းနေပြီခင်ဗျကြောက်ရတာဗျခင်ဗျကလည်းခင်ဗျဟိုအတက်ဆင်းခင်ဗျတောင်ပေါ်အတက်ဆင်းမလုပ်နိုင်ပဲကြောက်ရလို့မရဘူးဗျဖားခက်ဒေသမှာခင်ဗျလူကြီးအသိန်းနဲ့ရှိရှိတယ်အရွယ်ကောင်းနေနော်အရွယ်ကောင်းနေတိန်းနဲ့ရှိရှိတယ်အဲ့ဒီအရာကို KI ကပြစ်မှတ်ထားပြီးတော့တို့လိုတဲ့လူကိုဒီကနေပဲထုတ်ထုတ်သုံးတာအဲ့တော့ကျွန်တော်တို့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါကျွန်တော်တို့ဒီနိုင်ငံတော်ဘက်ကလည်းရှုတော့နိုင်ငံတော်ရှုတော့အနေနဲ့လည်းဒီဒီလူငယ်လူရွယ်တွေပေါ့ဒီလူငယ်လူရွယ်တွေဒီ KI ရဲ့ပတ်ထင်း ကိုပါမသွားဖို့အတွက်ကျွန်တော်တို့တဏီမို့တဏီစဉ်းစားဖို့လိုတယ်တဏီအဖြစ်ကျွန်တော်တို့နိုင်ငံတော်တိဆောက်ရေးမှာဒီလူတွေလိုတယ်နိုင်ငံတော်ကာကွယ်ရေးမှာဒီလူတွေလိုတယ်အဲ့တော့ဒီလိုလူငယ်လူရွယ်နဲ့ပတ်သက်တဲ့ပတ်သက်ပြီးနိုင်ငံတော်ကာကွယ်ရေးနိုင်ငံတော်တိဆောက်ရေးမှာကျွန်တော်တို့ဘယ်လိုမျိုးစီရင်မလဲဘယ်လိုမျိုးပအောင်လုပ်မလဲဆိုတာကျွန်တော်ရေးရှင်းမှာစဉ်းစားဖို့လိုပါတယ်ရထိုင်းလက်နက်ကိုင်ဖွဲ့ A ကလည်းဒီဒီလူအုပ်ကြီးဒီဖားကမှာရှိတဲ့ကျွန်တော်ရင်းပစေးကြောက်တူးသမားတွေကိုဆွဲထုတ်ပြီးတော့သူတို့လုပ်ခဲ့တာပါ ကရင်ကလည်းစဉ်းစားမပြတ်သူတို့မှလူတွေရနေတာကလည်းဒီဖားကမှဖားကမှရှိတဲ့ရေမကြီးကြောက်တူးသမားတွေထံကနေသူတို့တောက်လျှောက်တောက်လျှောက်ရတာပါတောက်လျှောက်ကိုရနေတာပါဒါကကျွန်တော်တို့နိုင်ငံတော်ကာကွယ်ရေးအတွက်ပြည်ချောင်းနိုင်ငံတော်လုံခြုံရေးအတွက်အသိကိုအရေးကြီးတဲ့နေရာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီဖားကန်အေရီးယားမှာရှိတဲ့ကြောက်တူးတဲ့ရင်မစည်းကြောက်ရှာသမားတွေပတ်သက်ပြီးတော့ကျွန်တော်တို့ဒါသက်ဆိုင်တဲ့တာဝန်ရှိအကြီးအကဲတွေအနေနဲ့လည်းစဉ်းစားပေးစီချင်ပါတယ်ဒီနေရာမှာဒီနေရာက KIA ရဲ့ကျွန်တော်လူရတဲ့အတိုက်ကြီးပါ တတော်ကိုရပါတယ်ခင်ဗျလူရည်တစ်ထောင်ဘယ်နည်းမှမစုအောင်လူရည်900ဘယ်နည်းမှမစုအောင်အဲ့ဒီလောက်ကြောင်လူများပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီနားမှာရှိတဲ့အင်အားတွေပေါ့ဒီအင်အားတွေကိုကိုယ်ကသုံးပါလားသူများအကြမ်းဖက်အုပ်စုတွေသုံးတာခံပါလားပေါ့ဗျာဒါတော့ကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်ဒီသင်ပြချုပ်ကျင်တာကကျွန်တော်တို့လက်ရှိတပ်မတော်နဲ့ SN ပူပေါင်းစစ်ကြောင်းတွေကဗမောင်းမျိုးရဲ့အနည်းကိုရောက်ရှိနေပြီဖြစ်ပါတယ်အဲ့တော့များမကြခင်ကာလမှာဗမောင်းမျိုးကိုပြန်ပြီးတော့ကျွန်တော်တို့ထိန်းချုပ်မဲ့အနေအထားရောက်ရှိသွားပါပြီ ဒီ KIA နဲ့ကဒူးပီရဲ့ဖွဲ့တွေကဗမောင်းမျိုးကိုထိန်းစုပ်ထိန်းချုပ်တဲ့ကာလမှာဗမောင်းမျိုးပေါ်မှာရှိတဲ့ပြည်သူစေုံကြီးပြည်သူစေုံကြီးကကျွန်တော်တို့ခွက်စေကံကိရိယာတွေဆေးဝါးတွေဂဒင်တွေကိုသူတို့တည်ထုတ်သွားတယ်ပြီးကျွန်တော်နိုင်ငံဝန်ထမ်းအနေနဲ့ဝန်ထမ်းအငြိမ်းစားတွေကိုဖမ်းဆီးသွားတယ်နောက်တဲ့အချိန်တွေကကျွန်တော်တို့ဒီဗမောင်းမျိုးမှာရှိတဲ့ပြည်သူတွေရဲ့ပိုင်ဆိုင်တဲ့ နေနေကနေတော့ဝင်ဖောက်တယ်နေမှလူမရှိဘူးလေစစ်ဆောင်အကုန်ပြေးရတာပြေးရတော့နေထဲမှာသူတို့ဝင်ဖောက်တယ်ပြီးတော့ကျွန်တော်အဲ့မှာကျွန်တော်တို့စီစာအချုံမုတ်ကြက်တော့အကုန်သေးတယ်ဆန်းအကုန်သေးတယ်အဝတ်စားအကုန်သေးတယ်အကုန်သေးဘာမှမကြံတော့ဘူးဘာမှမကြံတော့ပါဘူးအဲ့တော့ကျွန်တော်တို့ဗမောင်းမျိုးအချိန်နဲ့ပတ်သက်ရင်တော့ဒီအပိုင်းမှာတက်မတော်ကဗမောင်းမျိုးကိုပြန်ပြီးတော့ထိန်းချုပ်သိမ်းပိုက်မှာဖြစ်ပါတယ်နောက်ထပ်တင်ပို့ဆက်ပြီးတင်ပါပေးချင်ပါတယ်ဒါကတော့မနေ့ကမနေ့ကအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံသားကြီးဝင်ကြီးဌာနဝင်ကြီးပေါ့ဗျာဝင်ကြီးက ဒါမြန်မာနိုင်ငံကိုမနေ့ကရောက်ရောက်ရှိလာပါတယ်မနေ့ကအော်တိုဘာလာ9ရက်နေ့မနက်ပိုင်းမှာမလေးရှားနိုင်ငံတော်ဝင်လေတက်ကနေပြီးတော့ကျွန်တော်တို့တို့ရဲ့ဒီကိုပိုင်လေနဲ့နေပြော်လေစစ်ကိုရောက်ပါတယ်တရက်တာခီးလည်းဖြစ်ပါတယ်အဲ့ဒီခီးစမှာဆိုရင်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံယာယီဝန်ကြီးကယာယီသမ္မတနဲ့တွေ့တယ်ပြီးတော့ကျွန်တော်တို့ဝန်ကြီးချုပ်နဲ့တွေ့တယ်ပြီးရင်ကျွန်တော်နိုင်ငံယာယီဝန်ကြီးနဲ့တွေ့ပါတယ်တွေ့ကြပါတယ်ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့ဒါမလေးရှားအစိုးရဘက်ကလည်းတရားဝင်ထုတ်ပြန်ထားသလို မြန်မာနိုင်ငံအစိုးရဘက်ကလည်းတရားဝင်ထုတ်ပြန်ချက်တွေရှိပါတယ်ဒီအခြေအနေပတ်သက်ပြီးတော့တင်ပြရမယ်ဆိုရင်ဒီတွဲဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ဒါမလေးရှားအစိုးရအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဆိုရင်မြန်မာနိုင်ငံရဲ့ပါရီစုံဒီမိုစီအထူးရွေးကောက်ပွဲကျင်းပပြုလုပ်မဲ့အခြေအနေပေါ့ဗျာပြင်ဆင်ထားမှုနဲ့ပြင်ဆင်ထားတဲ့အခြေအနေပတ်သက်ပြီးတော့သူ့အနေနဲ့ဒါဝမ်းသာကြိုးစားပါတယ်ပြီးကျွန်တော်တို့အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ကြိုးပမ်းဆောင်မှုရအောင်အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးလေဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်စေရန်အကြံပြုတယ်ပေါ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲပေါ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်အကြံပြုတယ်ပြီးရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုမလေးရှားအစိုးရကနေပြီးတော့မြန်မာနိုင်ငံကိုဆင်လွတ်မယ်ဒါကသက်အရေးကြီးပါတယ်ရွေးကောက်ပွဲကျွန်တော်တို့အထားမြောက်ဖို့အတွက်ဆိုရင်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးရဲ့အခန်းကဏ္ဍကလည်းအရန်ကိုအရေးပါတဲ့နေရာမှာတည်ရှိပါတယ်ပြီးခဲ့တဲ့ကာလကကမ်ဘောကမ်ဘောဒီးယားနိုင်ငံမှာကျွန်တော်တို့ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်တို့ဟွန်ဆန်ကဟွန်ဆန် ဟွန်ဆန်ဦးဆောင်တဲ့အစိုးရပါတီပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့အတိုက်ခံနေမှာပါလို့ဆိုပြီးတော့အခြားသောအင်အားစုတွေပေါ့သူတို့ဘက်ကဒါပေါ့အင်အားစုလို့သုံးပါမယ်အဲ့ဒီအင်အားစုတွေကကျွန်တော်တို့ဒါကန့်ကွက်တယ်ဆန့်ဆန့်ကျင်တယ်ပေါ့ဗျာအဲ့ချိန်မှာကျွန်တော်ဟွန်ဆန်ကမပါလို့လဲဆိုတော့သူကသူရဲ့ဒီမိဖက်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 အာဆီယံနိုင်ငံတွေရဲ့မိဖက်အာဆီယံနိုင်ငံတွေဖိတ်ခေါ်တယ်လှုပ်ပေးကြပါကျွန်တော်နိုင်ငံမှာ ယူကဝဲကျင်းပါမယ်ယူကဝဲစောင့်ကြည့်လေးလိုက်ဖွဲ့တွေလှုပ်ပေးကြပါပြီးလဲဒီဟွန်ဆန်ရဲ့မိဖက်တွေဖြစ်တဲ့တရုတ်ရုရှားအပေါင်းအခြားသောနိုင်ငံတွေရဲ့အခြားသောနိုင်ငံကြီးတွေကယူကဝဲစောင့်ကြည့်လေးလိုက်ဖွဲ့တွေလှုပ်ပေးကြပါဆိုလှုပ်ကြတယ်ပေါ့အဲ့ဒီကလည်းလှုပ်ကြတာလှုပ်ပြီးတော့ဒီကမ္ဘောဒီးယားနိုင်ငံယူကဝဲစောင့်ကြည့်ကြတယ်ပေါ့ပြီးလဲပြောယူကဝဲလည်းပြီးသွားရောအဲ့ဒီဒီစောင့်ကြည့်လေးလိုက်ဖွဲ့တွေကဒီယူကဝဲကကျွန်တော်တို့ပွင့်လင်းမြင်သာမှုရှိပါတယ်ဆိုပြီးတော့ကျွန်တော်တို့အားလုံးကဒီတတန်နဲ့ထွက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒါကမ္ဘောဒီးယားမှာရှိတဲ့သူတို့ရဲ့အတိုက်ခံပေါ့ဗျာအတိုက်ခံ ုပ်စုပေါ့တိုက်ခိုက်အုပ်စုဆိုတာလည်းဒီကမ္ဘောဒီးယားထဲမှာမရှိပါဘူးပြည်ပအုပ်စုတွေပေါ့ပြည်ပအုပ်စုတွေဒါသူတို့ဘာသာမှမထောက်တော့ပါဘူးဒါကဘာလို့ပြလဲဆိုတော့ဒီရွေးကောက်ပွဲတစ်ခုအထားမြောက်ဖို့ဆိုရင်ရွေးကောက်ပွဲစောင့်ကြည့်လေးလာရေးအဖွဲ့တွေအခမ်းအနားတိတ်ကိုအရေးကြီးပါတယ်လက်ရှိဒီမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်လည်းယာယီသမ္မတကြီးကဒါအခြားသောကမ္ဘာနိုင်ငံတွေကိုလည်းဖိတ်ခေါ်ထားပါတယ်မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ရင်အိန္ဒိယနိုင်ငံကလည်းအပြေအဝပူးပေါင်းဆောင်ရွက်တယ်ပြီးရင်ကျွန်တော်တို့ရွေးကောက်ပွဲစောင့်ကြည့်လေးလာရေးအဖွဲ့တွေဆင်လွတ်မယ် ဒုတိယကတော့ကျွန်တော်တရုတ်ပါတရုတ်ကလည်းမြန်မာနိုင်ငံယူကော့ပွဲနဲ့ပတ်သက်ရင်ပြည်ဝပူပေါင်းဆောင်ရိုက်တယ်ပြီးရင်လည်းပဲကျွန်တော်တို့ယူကော့ပွဲစောင့်ကြည့်လေးလိုက်ပွဲတွေဆက်လို့မယ်ပြီးရင်လည်းပဲကျွန်တော်တို့ဒီအာဆီယံနိုင်ငံမှာအဲ့တော့အာဆီယံနိုင်ငံမှာကကျွန်တော်နှစ်ချမ်းရှိပါတယ်တစ်ချမ်းတော့ကျွန်တော်တို့ဒါအမေရိကန်ဘက်ကိုရိုင်းနေရိုင်းနေတစ်ချမ်းရှိတယ်တစ်ဖက်ကတော့ကျွန်တော်တို့တရုတ်အိန္ဒိယဘက်ကိုရိုင်းရိုင်းနေတစ်ချမ်းရှိပါတယ်အဲ့တော့ဘယ်နိုင်ငံတွေလာမလဲဆိုတော့ကျွန်တော်တို့တိကျရပြောဖို့ခက်ပါတယ်။သို့တော်လည်းပဲသို့တော်လည်းပဲကျွန်တော်အာဆီယံနိုင်ငံမြန်မာနိုင်ငံနဲ့အိန္ဒိယချင်းနိုင်ငံတွေဖြစ်တဲ့ ဒါအာဆီယံနိုင်ငံတွေအခြားသောအာဆီယံနိုင်ငံအခြားသောအာဆီယံနိုင်ငံတွေကလည်းမြန်မာနိုင်ငံရဲ့ယူကော့ဝန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စောင့်ကြည့်လေ့လာရေးဖွဲ့တွေကျွန်တော်ဆေးလုံးမှာဖြစ်ပါတယ်အဲ့တော့ဒီမလေးရှားနိုင်ငံကလည်းမြန်မာနိုင်ငံမှာကျင်းပမဲ့ယူကော့ဝန်နဲ့ပတ်သက်ပြီးတော့စောင့်ကြည့်လေ့လာရေးဖွဲ့တွေဆေးလုံးတော်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ဒီအချိန်နဲ့ဆက်ပြီးတော့ကျွန်တော်တို့ဒီယာယီသမရာကြီးကလည်းဒါတွေ့ဆုံမှုမှာကျွန်တော်ဆက်ပြီးတော့အသေးစိတ်ဆွေးနွေးခဲ့တာရှိပါတယ်ဆက်ပြီးတော့ဒီယာယီသမရာကြီးကဒါမလေးရှားနိုင်ငံရိုင်းဝန်ကြီးအနေနဲ့မြန်မာနိုင်ငံကိုလာရောက်တဲ့ခီးစင်ခီးစင်နဲ့ပတ်သက်ပြီးတော့ဒါလာရောက်တဲ့အတွက်ကြိုးဆိုတဲ့ ပြီးရင်ကျွန်တော်တို့ဒီပါတီစုံယူကပါတီစုံဒီမိုယူကဝယ်ကျင်းမမယ့်အခြေအနေပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြပါတယ်ပြီးတော့ကျွန်တော်တို့ဒါငိမ့်ညာရေးငိမ့်ညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေရှင်းပြတယ်ပြီးရင်ကျွန်တော်တို့မဲပေးဆက်ရှင်းပြတယ်ပြီးတော့ကျွန်တော်အာဆီယံနဲ့ပူးပေါင်းဆောင်မှုကိစ္စရဲ့တွေအသေးစိတ်ပေါ့ဗျအသေးစိတ်ဆွေးနွေးခဲ့တယ်ပေါ့ဆွေးနွေးခဲ့တယ်ပေါ့အဲ့မှာကျွန်တော်နိုင်ငံပါတီတွေတီထောင်ခွင့်တီထောင်ခွင့်နဲ့ဆိုင်တဲ့ကိစ္စတွေပြီးရင်ကျွန်တော်လက်ရှိရွေးကောက်ပွဲမှာဒါနိုင်ငံပါတီပေါင်း58ပါတီဝင်ရောက်ရှင်းပြမယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ရှင်းပြမယ်လှုပ်တော်ကိုယ်စားလှောင်အားလုံး ၅00ကျော်ရှိကြောင်းစသဖြင့်အသေးစိတ်ရှင်းပြတယ်။ပြီးရင်ငင်းငိုင်းပါငင်းငိုင်းနဲ့ပတ်သက်ရင်လည်းဒီ၂၀၁၈ခုနှစ်ကနေစပြီးတော့ယနေ့ချိန်ထိပြစ်ခတ်တိုက်ခိုက်မှုရစဲအတွက်ထုတ်ပြန်ကြပေါင်း၂၈ကြိမ်ဒါထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံရေးသဘောထားကွက်လွန်မှုကွက်လွန်မှုများကြောင့်အကြမ်းဖက်လုံရများလုံဆောင်နေသူများကိုလည်းနိုင်ငံရေးလမ်းကြောင်းပေါ်လာဖို့အတွက်ဒါ၃ကြိမ်ဖိတ်ခေါ်ခဲ့ပါတယ်။ပြီးရင်ကျွန်တော်ယခုယခုဆိုတာကျွန်တော်လက်ရှိဒီအော်တိုဘာလ19ရက်နေ့မှာကျင်းပမဲ့ NCA နှစ်ပတ်လည်နေ့အခမ်းအနား အကျင့်မမှာဖြစ်ဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်လည်းပဲကျွန်တော်လက်မှတ်ရေးထိုးထားတဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့တွေရဲ့ခေါင်းဆောင်တွေရောဖိတ်တယ်ပြီးရင်ကျွန်တော် NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့လက်နက်ကိုင်အဖွဲ့အားလုံးကိုလည်းဖိတ်ပါတယ်ဖိတ်ထားပါတယ်ပေါ့ဗျာပြီးရင်လည်းပဲကျွန်တော်နိုင်ငံတကာနိုင်ငံတကာကကျွန်တော်တို့နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းဖိတ်ထားပါတယ်ပြီးရင်လည်းပဲကျွန်တော်တို့ဒီ NCA လက်မှတ်ရေးထိုးစဉ်ကာလမှာဒါအတိတ်အသည့်အဖြစ်လက်မှတ်ရေးထိုးခဲ့တဲ့အခြားသောနိုင်ငံခေါင်းဆောင်တွေကိုလည်းဖိတ်ထားတယ်လို့ရှင်းပြတယ်ပြီးရင်ကျွန်တော်မဲပေးစမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ရှင်းပြတယ်ပြီးရင်ကျွန်တော်တို့ ဒါအာဆီယံနဲ့ပူးပေါင်းစွာနဲ့ကိစ္စတွေအသေးစိတ်ရှင်းပြခဲ့ပါတယ်။ဒါတော့ကျွန်တော်တို့ဒီဒီယာယီသမရာကြီးနဲ့မလေးရှားနိုင်ငံရာဝန်ကြီးရဲ့တွေ့ဆုံပါ။အဲ့တော့ကျွန်တော်တို့ရှင်းပြရင်ပြကျွန်တော်တို့အဲရှင်းပြရင်ပုံမလေးတင်ပြမယ်လက်ရှိနိုင်ငံရေးစီရင်ရှင်တွေကဂန်းငယ်ကွေကွေသွားပြီ။ဂန်းငယ်ကွေကွေသွားပြီ။ဂန်းငယ်ကွေကွေသွားပြီ။အဲ့တော့တနည်းအားဖြင့်ကျွန်တော်တက်တက်ပြောမယ်ဆိုရင်လက်ရှိဒီနိုင်ငံရေးစီရင်လမ်းကြောင်းကတက်မလို့ကတက်တက်ယူထောင်တက်နေတာ။ တက်တဲ့ယူထောင်တက်သွားပြီခင်ဗျားကြည့်လိုက်ဗျာဆေးရေးရလဲအန်ယူဂျီအုပ်စုတွေရှင်းနိုင်ခြင်းမရှိဘူးနိုင်ငံရေးရလဲရှင်းနိုင်ခြင်းမရှိဘူးအန်ယူဂျီတွေမဟုတ်ပါဘူးအန်ယူဂျီနဲ့သူ့ရဲ့ဒီမိဖက်တွေဖြစ်တဲ့လက်လက်ကိုက်အဖွဲ့တွေရှင်းလို့မရပါဘူးပြီးရင်ခင်ဗျားပြည်သူလူထုထောက်ခံမှုပြည်ကြီးနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကန်ဆွဲထားမှုဘလို့မှရှင်းနိုင်ရှင်းနိုင်လို့မရတာတနည်းအားဖြင့်ဒီဟိုတပ်မတော်ကပြည်သူပေါ်ထားတဲ့စေတနာမှန်ကန်တဲ့အတွက်တပ်မတော်ကတောင်းဆိုကိုထိုးတက်တာ ဒီအကြမ်းဖက်အုပ်စုတွေကပြည်သူပေါ်ထားတဲ့စိတ်ရင်းစရာဘယ်တော့မှမမှန်ခဲ့ဘူးခင်ဗျာတို့ရဲ့အကျိုးစီးပွားတွေလောက်ခဲ့တာကြီးပဲခင်ဗျာကြည့်လက်ရှိခင်ဗျာချစ်သူဝေတို့လင်းလင်းတို့ခင်ဗျာတို့ရဲ့အုပ်စုတွေခင်ဗျာအမေရိကန်မှာခင်ဗျာအိမ်နေဝယ်တယ်အဲတို့တို့သားသမီးကောင်းမွေးဆိုတဲ့အကြောင်းတွေမှာထားတယ်ထားတယ်ခင်ဗျာတို့ရဲ့စိတ်ရင်းကလည်းမမှန်ဘူးလေခင်ဗျားတို့ပေါ်ထားတဲ့စိတ်ရင်းတို့ရဲ့အာနာအတွက်တို့ရဲ့အဲတို့ရဲ့လက်လာဘတီမဲဖို့အတွက်ဒီခင်ဗျားတို့ရဲ့အသက်တွေပေါ်ရတယ်စည်သေးပလိုက်တာတောက်လျှောက်လာခင်ဗျားတို့ကဖေးညှော်လေးချအမားတွေပေါ့ဗျာတင်းပြင်းအားတဲ့အာဒီဒီ 2021မကျော်ဘူးလို့2022မကျော်ဘူးလို့2023မကျော်ဘူးလို့24မကျော်ဘူး25မကျော်ဘူးလို့တောက်လျှောက်သူတို့ပြောခဲ့တာပဲခင်ဗျားတို့မျှော်လင့်ကြအမားတွေပေးခဲ့တာလေတက်မတော်ကတော့ပြည်သူလူထုဘယ်တော့မှမျှော်လင့်ကြအမားမပေးဘူးအော်တက်မတော်ကခင်ဗျားသွားတယ်ဘယ်အစီအစဉ်တောက်လျှောက်ချမှတ်ခဲ့တယ်ရိုမတ်တွေတောက်လျှောက်ပြည်သူတရားဝင်ချပြခဲ့တယ်ဘာပြီးဘာလုပ်မယ်ဘာပြီးဘာလုပ်မယ်ဘာပြီးဘာလုပ်မယ်လက်ရှိတိတက်မတော်ကနောက်ဆုံးဖိုင်နယ်ဖြစ်တဲ့ကျွန်တော်တို့ရွေးကောက်ပွဲကျင်းပမယ်နိုင်တဲ့ပါတီကိုနိုင်ငံတော်အနိုင်မယ်ဒါဒါနောက်ဆုံးဖိုင်နယ်ပဲ ောက်ဆုံးဖိုင်နေပဲအဲ့ဒါတွေပြီးသွားရင်တော့ကျွန်တော်တို့ဒါရွေးကောက်ပွဲပြီးသွားရင်တော့ဒါကျွန်တော်တို့အများတင်မြောက်တဲ့လွတ်တော်အဆိုးရဖြစ်လာမယ်အဲ့ဒီကနေတခါအဲ့ဒီကနေတခါဆက်ပြီးတော့အဲ့ဒီအဆိုးရအဲ့ဒီလွတ်တော်ကနေတခါဆက်ပြီးတော့ကျွန်တော်အဆိုးရနဲ့လွတ်တော်ပူပေါင်းပူပေါင်းပြီးတော့ကျွန်တော်တို့လက်ရှိအကြမ်းဖက်အုပ်စုကိုထကြွတဲ့နေရာတောက်လျှောက်ရှင်းမယ်တနည်းအားဖြင့်ကျွန်တော်စီးရင်နိုင်ငံရေးလောက်တာပေါ့အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီယာယီတမရာကြီးရတော့ဗျာတစ်ဖက်ကတော့တန်လဲကင်ထားတာပေါ့တစ်ဖက်ကတော့ပြည်သူတွေကောင်းစားရေးအတွက်လှုပ်ရတာပေါ့ဗျာတစ်ဖက်ကကျွန်တော်ပြည်သူတွေကောင်းစားရေး တိုင်းပြည်တာယာဝါပြောပြီးတော့လောက်ရတယ်တစ်ဖက်ကတော့ကျွန်တော်တို့အကြံဖက်ကိုတုတ်တင်တဲ့အခါမှာတစ်ဖက်ကတော့ကျွန်တော်တန်လျက်ကင်ထားရတယ်ပေါ့ဗျဒီလိုနှစ်ဖက်သွားရတာပေါ့နှစ်ဖက်သွားရတာပေါ့တိုင်းပြည်တိဆောက်ခဲ့တဲ့အခါမှာဒီလိုပဲတိဆောက်ကြတာပဲကျွန်တော်ပရမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်နိုင်ငံတော်တတိယမြန်မာနိုင်ငံတော်ဒီခေါင်းဆောင်တွေအားလုံးကဒီလိုပဲသွားရတာပဲတစ်ဖက်မှာကျွန်တော်အကြံဖက်အုပ်စုတုတ်တင်တယ်တစ်ဖက်လက်တစ်ဖက်ကတစ်ဖက်ကတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီတိုင်းပြည် တိုင်းပြည်ပြည်သူတွေတာယာဝါပြောရေးတိုင်းပြည်ကြည်ဝါချမ်းသာရေးတွေလောက်ရတာပဲတူတန်းတစ်ဖက်ဒီလိုလောက်ရတာဗျာ လက်ရှိကျွန်တော်တို့ယာယီသမရိုက်ရဒီလိုလုပ်နေရတာလက်နောက်ပတ်နဲ့ဒီလိုလုပ်နေရတာအော်ဒီတရင်ပြချိုးကျင်တာကကျွန်တော်အကြံပတ်အုပ်စုတွေဘယ်တော့မှခင်ဗျခေါင်းမထောင်နိုင်တော့ဘူးအာသူတို့နေခေါင်းမထောင်နိုင်လားဆိုမဟုတ်ဘူးသူတို့နေဒီအန်ယူဂျီအုပ်စုတွေနေပေါင်းတဲ့အပေါင်းပါတွေလည်းခေါင်းမထောင်နိုင်တော့ဘူးခင်ဗျလက်ရှိခင်ဗျ TNL ခေါင်းမထောင်နိုင်တော့ဘူး TNL ဘယ်လောက်ဆိုလဲဆိုခင်ဗျာဒီပလောင်နဲ့ရှမ်းနဲ့ညီညွတ်မှုလုံးဝမရှိလုံးဝပြိုကွဲသွားပြီအဲ့လိုပဲခင်ဗျာဒီဘက်ဂျိန်းဘောနဲ့အခြားသောကချင်ပြည်မှာရှိတဲ့မျိုးနွယ်စုတွေလုံးဝခင်ဗျာလုံးဝပေါင်းဆက်လို့မရတော့ဘူးပေါင်းဆက်လို့မရတော့ဘူး အဲ့တော့ဒီရခိုင်မြေရဲ့စီးအခြေတွေပေါ့အဲ့တော့သူတို့ကတော့ဒီစီးရဘယ်နားရောက်လဲခုနားရောက်လဲဒီနားရောက်နေပေါ့အဲ့တော့မေးချင်တာအေးနောက်ကျောလုံလားမေးလိုက်မေးချင်တာအေးခင်ဗျနောက်ကျောလုံလားမေးချင်တာခင်ဗျဒီရခိုင်မြေကခင်ဗျရခိုင်မြေကိုဝင်လို့ရတယ်ခင်ဗျဒီမှာရေချောင်းကတပုံရေချောင်းကလည်းခင်ဗျတက်လို့ရတယ်လေနောက်ကျောလုံလားမေးချင်ကြိုက်တဲ့နေရာပြစ်လို့ရတယ်အေးရဲ့လှုပ်ရှားတဲ့စခန်းကိုလင်းရောတောက်လျှောက်ပြစ်လို့ရတယ်တောက်လျှောက်ပြစ်လို့ရတယ်ခင်ဗျအချိန်တစ်ခုမှပြီးသွားပါလိမ့်မယ်ရခိုင်မြေဆိုတော့လည်းအချိန်တစ်ခုမှပြီးသွားပါလိမ့်မယ်ပြည့်ပြည့်ကြတော့အနေနဲ့ကကြည့်ရှုအားပေးတယ်မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျ